အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အခုဆိုရင် 21st ပေါ့နော် Shanghai Motor Show ကိုကျွန်တော်ကြီးလီမြန်မာနဲ့အတူရောက်နေတာအဲ့တော့ကျွန်တော်တို့ဒီဘက်မှာကြီးလီရဲ့ဘာတွေဘာကားတွေပြတာလဲတော့ချီအောင်ကျွန်တော်ဒါသူ့ရဲ့ကြီးလီရဲ့ Classic Park ကိုရောက်နေတာပေါ့သူကမြန်မာနိုင်ငံမှာမကြခင်အချိန်မီတွင်းမှာပေါ့နော်ကျွန်တော်တို့ launch လုပ်မယ့်ကားလေးတစ်စီးရှိတယ်အဲ့ဒါကကျွန်တော် E5 ပေါ့ကျွန်တော်သူ့ရဲ့ China Domestic Market မှာတော့ E5 နဲ့လာတယ်ဒီဘက်ကိုသွားတဲ့ဟာတွေကတော့ A5 နဲ့လာကျွန်တော် size အားဖြင့်ဆိုရင်လည်းကြီးတယ် range ကလည်း900ဝန်းကျင်လောက်မောင်းလို့ရမယ် အော်ကျွန်တော်တို့အတွင်းမှာဆိုလဲကျွန်တော်တို့ sound system ပေါ့နော် sound system ဆိုလဲ fly me sound system ကိုတုံးသားပြီးရေဒီသူ့ရဲ့လက်ကင်ဆိုလဲကျွန်တော်ဒီရှိတ်မှာမှတော်တော်လေးကိုလာတယ်ဟောဆိုကျွန်တော်ကန်ရပြရလွယ်တယ်ဟောတချို့ဘာတွေကြာ CRM ကြတော့ကျွန်တော်တို့ဒီစဉ်းစားမရဘူးပေါ့နော်ပြီးရင်ဂျီလီတို့ဒီဇီကာတို့ကိုကျွန်တော်မောင်းနေကြဖြစ်တဲ့အတွက်ဂျီလီမှာဆိုလဲကျွန်တော် grey မောင်းနေတယ်အဲကျွန်တော်တို့ကားတစ်စီးနဲ့ကျွန်တော်တို့နေသားကြတဲ့ဟာလွယ်တယ်သူ့ရဲ့ infotainment ပေါ့နော် 我和玉露结伴我长大，月亮婆婆唱歌谣，小蜜蜂也羞。ပြီးအယူတွေလည်းပါတယ် wallet ချန်ကြတော့ကျွန်တော်တို့51နဲ့အဲတခုပါမယ်ဒါအလယ်မှာဆိုရင်ကျွန်တော်တို့ဒီလေယာကွန်ဆိုကြီးကတော်တော်လေးကိုအကျဲတယ်ပစ္စည်းအများကြီးထည့်ထားလို့ရတယ်ရက်ရှည်တဲ့လူလည်းရတယ်ပြီးရင်အနောက်ကကျွန်တော်ထိုင်ကုန်ကကျတော့ adjust လုပ်လို့ရတယ် အဲ့ဒါလေးတွေရောသဘောကျတယ်ဘာလို့လဲဆိုတော့နောက်မီလို့ရတယ်ပြီးရင်ကျွန်တော်တချို့ကျတော့လည်းနောက်မမီဘဲနဲ့ဆန့်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 လေးနဲ့ဟိုကလှုပ်လို့ရတယ်လူကျတော့ကျွန်တော် adjust လုပ်လို့ရလေသဘောကျကျွန်တော်အရက်ရှည်တဲ့လူလည်းတော်တော်လေးကိုလွတ်တယ်ပြီးရင်ကျွန်တော်သူကဆန်းလို့ဖွင့်လို့ရဆန်းလို့ဖွင့်အဖွင့်ပေးရတယ်ပြီးရင်ကျွန်တော်ဘန်နိုရမယ်ပေါ့နော်ဒီကောင်တွေကဟို slide နဲ့ကဘာပါတဲ့အတွက်နေပူမှာလည်းမပူရအောင်အနောက်ကမီးလေမီးတန်းနေရကျွန်တော်တို့အကုန်လုံး EV တော်တော်များများတော့မီးရန်နေရတော့တစ်ဆက်တည်းဖြစ်သွားပြီ နောက်ဘုံမော်တာကတော့ဒေချာပေါ့မပါမရွှေ့ကတော့ EV တွေမှာတော့တော်တော်များများပါတယ်အဲသူကကျွန်တော်ဒီအနောက်မှာဆိုလဲကာဘာကသူကနှစ်ထပ်လုံးဒီဘက်အပေါ်ပဲထားမလားအောက်ပဲထားမလားပေါ့ကျွန်တော်ဒီအပေါ်မှာလည်းထားလို့ရမယ်နှစ်ဆင့်ပြတဲ့အတွက်အသုံးပြုလို့လွယ်တယ်ပေါ့ဗျာပြောမယ်ဆိုရင်ပြီးရင်ကျွန်တော်အနောက်ကကာဘာကြီးကတော်တော်လေးကိုကျေတယ်ကာဘာကိုချွတ်လိုက်ရင်လည်းကျွန်တော်အထက်မှာ luggage ကြီးအများကြီးထည့်လို့ရတယ်အဲ့တော့ကျွန်တော်အပေါ်မှာတင်ထားရင်တော့ဒါလူကတော့တိတ်မသိတာဘူးပေါ့နော်ကျွန်တော်ဒီတိုင်းလေးပဲမသိတာဘူးဒါပေမဲ့အထက်မှာအကျယ်ကြီးပဲ ဂျီလီရဲ့ကျွန်တော်တို့ EA5 ပေါ့နော်ကျွန်တော်မြန်မာပြည်မှာလည်းမကြိုက်မြန်မာမြန်ရတော့မယ်ဆိုတဲ့ဟာလေးတရင်ကောင်းပါပါတယ် CH3O8 ဆိုတဲ့ကျွန်တော် fuel တမျိုးနဲ့ mount နဲ့ racing ကားတွေလည်းပြထားတယ်အဲ့သူရဲ့ CH3O8 ဆိုတဲ့ကျွန်တော် gas တမျိုးနဲ့ပေါ့နော် gas တမျိုးနဲ့ကိုပြထားတာအာဘလောက်ဘလောက်မောင်းလို့ရတယ်ပေါ့ဗျာကျွန်တော်ဘလောက်မြင်းကောင်ကြီးထွက်လဲအာကျွန်တော်ဒါ400လောက်ထွက်တယ်ပေါ့ဘယ်မှာလဲဂျီဒီမှာဆိုရင်ကျွန်တော်ဒါ E8 ပေါ့ E8 ကလဲကျွန်တော်တို့ luxury seating ထဲမှာပါတယ် ကီလိုမီတာ900အထိမောင်းရမယ် spot တွေလည်းပါတယ်အဲဒီ CD ထဲမှာဆိုရင်ကျွန်တော်လင်းဟာ luxury CD ထဲမှာပါတယ်ပြီးရင်အနောက်မှာကျွန်တော်တို့သူ့ရဲ့ glassy pack ဆိုပြီးတော့မှာနောက်ပိုင်း2029မှာပါလာမယ့်နည်းပညာတွေပေါ့2029မှာကျွန်တော်တို့အဲ့အတွင်းကန်းကြီးကိုလောက classic pass ဆိုပြီးတော့မှာအဲ့အတွင်းကန်းကြီးကိုကားတွေတော်တော်များများမှာထည့်ထားပေးမယ်လက်ဇရီပေါ့နော်ထိုင်ကုန်နည်းပညာတွေအဲ့အဲ့ဒါတွေပြထားတယ်ပြီး health အ PHEV ရေလဲထွက်မယ်ကျွန်တော်တို့ဒီ EV ရေလဲလာမယ် pure EV ပေါ့နော် PHEV ကတော့တော်တော်များများဟိုနောက်ပိုင်းမှာသုံးလာတာတွေ့ရတယ်ဒီကိုင်း mix ညက်အဲတော်တော်များများတွေ့တယ်အဲသူရဲ့ LVC ဆိုတော့ကျွန်တော် L380 ကိုလဲပြထားတယ် ဒီက miss နဲ့သူเนี่ยဘာกว่าတော့လဲဆိုကျွန်တော်ဒီ pillar တစ်ခုกว่าပါတယ်ဒီ b pillar ပေါ့เนาะကျွန်တော် b pillar မပါလာတယ်မပါလာဘူးกว่าပါတယ်ဒီက miss ကကျတော့ကျွန်တော်9ယောက်စီပဲလောက luxury mpv ပုံစံလိုမျိုးလောက်ထားပြီးတယ်ဒီကောင်ကျတော့ a30 ကျတော့6 seater ပါ6 seater mpv ဖြစ်သွား6ယောက်စီ gilio စီကတော့ကျတော့ safety အနေနဲ့ကိုကျွန်တော်တို့အဓိကထားပြီးတော့မှသူထုတ်တာဖြစ်တဲ့အတွက်အဲထဲမှာဆိုလဲကျွန်တော်တို့ဒီ crash test ဆန်ထားတဲ့ဟာတွေပေါ့เนาะ crash test ဆန်ထားတဲ့ဟာတွေကိုပြတာ airbag ပွင့်နေဟာတွေ ဘာလို့မပွင့်လဲပွင့်တယ်ဆိုရဟာကျွန်တော်ဒါ crusher ဆန်ထားတာဗောနောကျွန်တော်တို့အရှိမတိုက်ပြီးတော့မှ block star ရထားတယ်ပေါ့အင်းတော့ရေထဲမှာ block ခံနိုင်တယ်ဘလို့ရှိရဲဆိုတော့ပြထားတယ်ကျွန်တော်ဒီဘက်မှာကြည့်ကြည့်ရအောင်ကျွန်တော်တို့ဒီမှာ Geomi Mini ဆိုပြီးတော့မှဒူဒိုလေးတွေပေါ့ range အပြင်200ကျော်လောက်ပဲရတဲ့ကျွန်တော်တို့ဒီ mini size လေးတွေ mini EV လေးတွေကလည်းတရုတ်မှာတော်တော်လေးကိုခက်စားတယ် SUV ပေါ့စလေးပေါ့ပြောမယ်ဆိုရင် mini ကကျွန်တော်တို့ဟိုကရှင်မရှိရဲ့ mini ကနည်းနည်းဟိုဟာဖြစ်တယ်ဒီကောင်ကတန်သားနဲ့လား ျွန်တော်တို့ဟိုမှာခောက်ကြည့်လိုက်ရင်သိပါတယ်ဒါဒါဆိုဒီကောင်တွေကတန်နေနဲ့လာအာလေးယောက်စီးလို့ရအောင်ခုံခောက်လိုက်ရင်လည်းအဲမီနီဆိုမဲ့လည်းကျဲတော့ကျဲပါဘာတော့ကြည့်ရအောင်အယောင်တွေကတော့ကျွန်တော်တို့6ယောက်လောက်ယူလို့ရတယ် မီလီရဂျီလီရဲ့အင်ဂျင်မျိုးစားတွေကျွန်တော်ဟိုက်ဘရစ်မျိုးစားတွေမော်တာမျိုးစားတွေခြာချင်မျိုးစားတွေကိုဒီမှာခွဲပြီးတော့มาပြထားပေးတယ်မြန်မာနိုင်ငံမှာတွင်ရောက်မယ်ကျွန်တော်ဂျူမီပေါ့နော်တော့ဘာအထူးကြောက်အောင်လဲဆိုကျွန်တော်နောက်ဘုံမော်တာတွေပါလာမယ်လုံးလုံးလေးနဲ့ကျွန်တော်အတွင်းငန်းလေးမှာတော်တော်လေးကိုချစ်စရာလေးကီလိုမီတာ400ကျန်နေမောင်းလို့ရမယ်တွင်ငန်းကျဲလာမယ်ဂျူမီထရီ E ဆိုရင်ကျွန်တော်နည်းနည်း၄တောင်းကြတယ်အချိုးတွေကနေတော့၄တန်းတန်ဘုံနည်းနည်းဆန်တယ်ဂျီလီမှာဟို review လောက်တော့ launch လုပ်သွားတဲ့ကားအစ်စ်ကအနောက်မှာရှိတယ် ဘာလဲဆိုရင်ကျွန်တော်ဂျီလီရဲ့ Galaxy Cruiser site ကတော့ Nissan SUV ဆိုတာ Prado Land Cruiser site လောက်ရှိတယ် site ကတော်တော်လေးကြီးတယ်သူလည်းကျွန်တော် PHEV နဲ့ပဲကျွန်တော် hybrid system နဲ့လာတယ်အာ battery ရောကျွန်တော်တို့ဒီ EV နဲ့လာတယ် ဂျီရီတို့ဂျီကာတို့ဆိုတာ safety ဘိုင်းကိုအဓိကဦးစားပေးပြီးတော့မှဟိုထုတ်ထားတယ်ဗောနော်အဲတကားတွေလေးဆက်လုံးကအော်တိုလေးကြီးပဲအဖွင့်ပေးအော်တိုမော်တာနဲ့အကုန်အလုပ်လုပ်လို့ရတယ်ကျွန်တော်တို့လမ်းကျန်းဒီမှာသုံးမယ်ဆိုရင်လည်းသုံးလို့ရတယ် hybrid system တွေဖြစ်တဲ့အတွက်စီစားလေးတက်တာရယ်ဟုတ်ကဲ့အခုကျွန်တော်ပြတ်တက်သွားတာကတော့ Shanghai Auto Show 2025မှာ GDI နဲ့အတင်းမိတ်ဆက်ပြတ်တက်သွားတဲ့ကားတွေပဲဖြစ်ပါတယ်ဒီကားတွေထဲမှာမှကျွန်တော်ကြာခင်မှာမြန်မာပြည်ဈေးကွက်ကိုရောက်ရှိဖို့ ရှိနေတဲ့ကားလေးပါပါတယ်။ဘယ်ကားဖြစ်မလဲဆိုတာတော့မကြိုင်ရင်သိရှိရမှာဖြစ်ပါတယ်။စောင့်ကြည့်ပေးပါဦး။ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။